ရင့်ကျက်တံပါတဲ့သူဖြစ်ဖို့လူတိုင်းမှာအားနည်းချက်ကိုယ်စီရှိကြတယ်။ကိုယ်ရဲ့ရုပ်ရည် ကိုယ့်ရဲ့ပိုင်ဆိုင်မှုနဲ့ကိုယ့်ရဲ့တခြားသောအားနည်းချက်တွေကြောင့်ကိုယ့်ကိုယ်ကိုမလုံမလဲစိတ်တွေဝင်လာတတ်တယ်။ကိုယ့်ရဲ့အားနည်းချက်ကိုလက်မခံနိုင်ပဲဖုံးကွယ်ဖို့ကြိုးစားရင်းရနေတဲ့ငယ်စိတ်တွေဝင်လာတယ်။ကြာလာတော့ဘဝကိုရင်မဆိုင်ရတော့ပဲကြောက်ရွံ့လာတတ်ကြတယ်။ဘဝကိုလွယ်လွယ်နဲ့အရှုံးပေးခြင်းလာကြတယ်။ဒါလောကကိုကြောက်စရာကောင်းတဲ့ရှင်သန်မှုလို့အဖို့တင်တယ်။တကယ်လဲရှိပါတယ်။ တချို့လူတွေဆိုရင်တိမ်ငယ်စိတ်တွေကိုတမလွန်အထိတည်ဆောင်သွားကြတယ်။တော်တော်စိတ်မကောင်းတဲ့အကောင်းတဲ့အဖြစ်ပြက်ပဲ။ဒီတော့ကိုယ့်ရဲ့ဘဝကိုအသက်အရွယ်ငယ်တော့ကနေစနစ်တကျပြင်ဆင်နေထိုင်တတ်ဖို့လိုတယ်ကွ။ဘဝကိုမကြောက်မရွံ့နဲ့ရင်ဆိုင်ဖို့လွယ်လွယ်နဲ့အရှုံးမပေးဖို့ဆိုရင်မဲဟာရင့်ကျက်တဲ့သူတယောက်ဖြစ်နေဖို့လိုတယ်။နံပါတ်၁ဘယ်သူ့ကိုမှမကြောက်ရဘူး။ရှင်ပြန်မဲဖြစ်စေ၊စင်ရဲသားပဲဖြစ်စေ၊ရုပ်ချောတဲ့သူဖြစ်စေ၊ရုပ်ဆိုးတဲ့သူဖြစ်စေ၊ချမ်းသာတဲ့သူဖြစ်စေ ဆင်းရဲတဲ့သူဖြစ်စေဘယ်သူ့ကိုမဆိုအေးအေးဆေးဆေးနဲ့ရင်ဆိုင်နိုင်ရမယ်။နံပါတ်၄ပြာရာခတ်တဲ့အခြေကိုဖျောက်ရမယ်။လူတွေရှိရောင်ခြေတုံလက်တုံဖြစ်နေတာမျိုးစကားကိုအလိုတကြီးနဲ့ပြာရာခတ်နေတာမျိုးမဖြစ်ပဲတည်ငြိမ်နေအောင်ထိမ့်သိမ်းနိုင်ရမယ်။နံပါတ်၃ရဲရဲကြည့်ပြီးရဲရဲပြုံးပြနိုင်ရမယ်။တသုံးတယောက်နဲ့စကားပြောတဲ့အခါမှာပဲဖြစ်ဖြစ်နောက်ဆက်တဲ့အခါမှာပဲဖြစ်ဖြစ်မျက်လုံးချင်းစိုက်ကြည့်ပြီးရဲရဲစကားပြောရရမယ်ပြီးတဲ့အခါရဲရဲပြုံးပြနိုင်ရမယ် နံပါတ်၄ယူသားရမယ်၊ကျူစင်ရမယ်။ဘယ်သူ့ဟိုမှာလူလဲမကြရဘူး၊မညစ်ပတ်ရဘူး၊မယုံမရဘူးနော်။နံပါတ်၅ပြတ်သားရမယ်။ဘဝမှာအာမနာတဲ့သူတွေကိုအာမနာတတ်ဖို့လေလိုအပ်ပါသေးတယ်။ဒါကြောင့်ကိုတိခံနိုင်တဲ့အတိုင်းအတာကိုပေါင်ကျော်လာတဲ့သူတွေကိုအာမနာတဲ့မယ်၊ရင်းဆန်နိုင်ရမယ်ကွ။နံပါတ်6ရဲရဲရမယ်၊တံမာရမယ်၊တတ္တိရှိရမယ်။နံပါတ်9လူတွေရဲ့အပြုမှုတွေကိုတိတ်ကြွမဆိုင်နဲ့ ဘဝမှာလူတိုင်းကြိုက်အောင်နေဖို့ဆိုတာမဖြစ်နိုင်တဲ့အရာပဲ။ဒါကြောင့်မင်းကိုမကြိုက်တဲ့သူတွေရှိမယ်။မင်းကိုသဘောမကျတဲ့သူတွေရှိမယ်။ဒီလိုလူတွေကိုဂရုစိုက်ဖို့မလိုပဲဥပျက်ခါထားနိုင်ရမယ်။နံပါတ်၈ကလေးစံတဲ့အကျင့်တွေကိုပြင်ရမယ်။လိုချင်တာမရလို့ကလေးစံစံကိုပြနေတာမျိုးမျောလင့်တယ်လို့ဖြစ်မလာလို့ဒေါသတွေထွက်နေတာမျိုး ပူဆွေးတော့ကရောက်နေတာမျိုးမဖြစ်အောင်ထိန်းသိမ်းနိုင်ရမယ်ကွ။နံပါတ်၉ညင်ပယ်မှုတွေကိုလက်ခံနိုင်ရမယ်။ ဘဝရဲ့ခါသေးမှုတွေကိုလက်ခံနိုင်ရမယ်။ဘဝမှာညှင်းပယ်ခံရတဲ့အချိန်တွေရှိသလိုဆုတ်လုခံရတဲ့အချိန်တွေရှိတတ်တယ်ဆိုတာကိုလည်းသဘောပေါက်ရမယ်ကွ။နံပါတ်30ပွင့်လင်းရမယ်။ဘဝမှာအရှိ့ကိုအရှိတိုင်းလက်ခံတတ်ဖို့လိုရဲ့။ဒါကြောင့်ကိုယ်ပဲလိုဘဝမျိုးပဲရောက်နေရောက်နေကိုရောက်တဲ့ဘဝကိုဖုံးကွယ်ထားဖို့မကြိုးစားနဲ့။အရှိ့ကိုအရှိတိုင်းပွင့်ပွင့်လင်းလင်းနေတတ်အောင်ကြိုးစားဖို့ပဲလိုတယ်။နံပါတ်7လွတ်လပ်စွာရှင်သန်နိုင်ရမယ်။ လောင်ရီမီရဲ့ဘယ်ဟာရှင်သန်ဖို့ခက်ခဲတတ်တဲ့ဒါကြောင့်လူငယ်တယောက်အနေနဲ့လည်းဘဲသူရဲ့လောင်ရီမီတာကိုမမခံနဲ့ကိုဘွားနဲ့ကိုရှင်သန်နိုင်ဖို့ပဲကြိုးစားနံပါတ်7လူတိုင်းကိုလေးလေးစားစားဆက်ဆံနိုင်ရမယ်ကို့ထန်နေကြတဲ့သူတွေကိုနှိမ်ချဆက်ဆံတာမျိုးမလုပ်မိသေးနဲ့နံပါတ်73ကိုဘွားအတွက်မလိုအပ်တာတွေကိုရဲရဲဝံ့ဝံ့ဆွံ့လို့ရရမယ်နံပါတ်74လူတွေကိုအရင်အပြင်းမြင်တာမျိုးဝေဖန်ကြည့်ရတာမျိုးတွေမလုံမိသေးနဲ့နော် နံပါတ်3ကအလိုက်သိရမယ်။နံပါတ်6ဘဝမှာဘယ်ရာမအလကားမရတတ်ဘူးဆိုတဲ့သဘောကိုလည်းနားလည်တတ်ရမယ်။ဒါကြောင့်သူတစ်ပါးစီကနေလိုချင်တာရဖို့လူလေကြတာအလကားလိုချင်တဲ့စိတ်တွေကိုပြုပြင်နိုင်ဖို့လိုတယ်။နံပါတ်7မလိုအပ်ဘဲအကူအညီမတောင်းပါနဲ့။ကိုယ့်ရဲ့အစွမ်းအစနဲ့ရနိုင်ဖို့ပဲကြိုးစားကြည့်ပါ။နံပါတ်၈ကိုဘွားကို ကြည်ကြည်နက်နက်လက်ခံပါ တခြားသူတွေနဲ့နှိုင်းရှင်ပြီးကိုယ့်ရဲ့ဘဝကို အမြဲတမ်းတိမ်နေနေတာမျိုးမဖြစ်စေနဲ့နံပါတ်19အမိကိုကင်ရမယ်တယောက်တည်းလည်းရည်တည်နိုင်တယ်ငါအစွမ်းစားနဲ့ငါဘာသာကြိုးစားနိုင်တယ်ဘယ်သူ့အပေါ်မှာမှပြီးကိုအားထားမနေဘူးဆိုတဲ့စိတ်မျိုးနဲ့ရည်တည်ရှင်သန်နိုင်ဖို့လိုတယ်နံပါတ်20ကိုယ့်ရဲ့အိမ်မက်တွေကိုကောင်းတဲ့ပုံဖို့အတွက်စွန့်စားရမှာမကြောက်နဲ့နံပါတ်21စာအုပ်စာပေတွေကိုဖတ်ရှုလေ့လာနိုင်ဖို့ကြိုးစားရမယ် လူတယောက်ရဲ့ဘဝမှာအရေးကြီးဆုံးကပထမခြေလှမ်းပဲပထမခြေလှမ်းကိုမစတင်ခင်မှာခြေတုံချတို့ဖြစ်တတ်ကြတာလူတိုင်းရဲ့သဘာဝပဲဒါကြောင့်ဘဝခီးကိုရှောင်လန်းတဲ့အခါမှာရဲရဲတင်းတင်းရှောင်လန်းရမယ်လေတိုက်ရရက်ကိုလွင်နေရအောင်မင်းဟာတရွက်ချောက်မို့ဘူးဆိုတာကိုနားလေလက်ခံပြီးကိုရောက်ချင်တဲ့ဘဝပန်းနိုင်ကိုကိုသွန်းကိုသားနဲ့ရောက်အောင်ကြိုးစားနိုင်တဲ့လူငယ်တယောက်ဖြစ်အောင်ကြိုးစားနေထိုင်ရမယ်ကွယ်